စနေသားသမီးများနဲ့ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်နော်စတနာပိုင်းအတွက်ကို စနေသားသမီးများအတွက်အထူးဟောပြောမျှဝေပေးမှာဖြစ်ပါတယ်ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုစနေသားသမီးများအစားဆုံးကြည့်ရှုပြီးပါစနေသားသမီးများဒီစတနာပိုင်းမှာဆိုလို့ရှိရင်အင်္ဂါတနင်္ဂနွေပုတ်တဘူး အဲ့လိုနေသားသမီးမျိုးနဲ့အတိုက်ခံအဖြစ်တဘောမျိုးတွေရှိပါတယ်အဲ့တော့စတူစည်းဝါးတွေပူပေါင်းဆောင်ရွက်တာမျိုးတွေကအထူးရှောင်ရမှာဖြစ်ပါတယ်အင်္ဂါသားသမီးတနင်္ဂနွေသားသမီးဗုဒ္ဓဘူးသားသမီးဒီလတွေထဲမှာပူပေါင်းဆောင်ရွက်ဖို့ရှိရဲဆိုရင်တော့ခဏရက်ထားဖို့လိုအပ်ပါတယ်เนาะဒီကာလကိုကြော်ဖြတ်ပြီးမှလာပြန်တဲ့အသစ်စတင်တာမျိုးတွေကပူပြီးတော့အောင်မြင်တတ်ပါတယ် အဲ့တော့ဒီကာလာလေးမှာကို့အနေနဲ့ဒီလိုနေသားမျိုးတော့မဟုတ်ဘူးတောက်ကြကြာတာပတိစနေဆိုရင်တော့ရပါတယ်စနေစနေချင်းလည်းအကျိုးပေးပါတယ်တောက်ကြကြာတာပေးသားသမီးဆိုလည်းအကျိုးပေးပါတယ်ဒီလိုနေသားသမီးမျိုးနဲ့ဆက်သူစည်းဝါးတွေပူပေါင်းဆောင်ရွက်မှုတွေအောင်မြင်တတ်ပါတယ်စနေသားသမီးတွေဒီဆက်တလပိုင်းမှာလူမှုရေးကိစ္စတွေအသင်းအဖွဲ့ကိစ္စတွေဝင်မပါပါနဲ့ ဝင်ပါလို့မရပါဘူးကိုဘလောက်ပဲစည်တနာထားထားထင်လွဲစရာတွေစိတ်ဝမ်းကွဲစရာတွေတွေ့ကြုံရမှာဖြစ်ပါတယ်အဖွဲ့အစည်းထဲမှာဘယ်ဖွဲ့ဘူးဆိုကိုကကိုရဲ့နာမည်ကုန်တဲ့နေခိကိုက်စီတက်ပါတယ်ဒါကြောင့်အတင်းအဖွဲ့တွေနဲ့မပြုတ်လို့ကိုလိုအပ်ပါနေနောက်တစ်ခုကကြတော့ဒီကာလမှာစနေသားသမီးကကံကအပြောင်းလဲခြင်းပြောင်းသွားတဲ့ကာလတစ်ခုဖြစ်ပါတယ်အဲ့တော့ ကိုကအကြံပေးလိုက်ရင်တစ်ဖက်လူကအောင်မြင်သွားတာမျိုးကဒီကာလမျိုးဖြစ်ပါတယ်။နေထိုင်မကောင်းတဲ့လူကိုကိုကစေးဝါးတက်စာလှူဒန်းပေးလိုက်တယ်။နော်စေးလေးတစ်ခုခုကိုဝယ်ပြီးတော့တိုက်လိုက်တယ်။အဲ့ဒီမှာအဲ့ဒီလူနာကကျမကြီးကောင်းသွားတယ်။ဒီလိုကံမျိုးထဲမှာကြာရောက်နေခြင်းဖြစ်ပါတယ်။အဲ့တော့ကိုလက်နဲ့ထီသွေးသမျှကိုရဲ့ပါဇက်ကနေပြောသမျှအောင်မြင်တဲ့ဩဇာအာဏာကြီး မြင်ပါတဲ့ကာလဖြစ်ပါတယ်ဒါကြောင့်စနေသားသမီးတွေအနီရောင်တွေအဝါရောင်တွေအစိမ်းရောင်တွေရှောင်ရမှာ ဖြစ်ပါတယ်အချီရင်းနဲ့ပတ်သက်ပြီးတော့စနေသားသမီးများကအောင်မြင်တဲ့အိမ်တော်ကြီးဆိုရင်လည်းအောင်မြင်တတ်ပါတယ်အချီရင်းနဲ့ပတ်သက်ပြီးတော့လည်းဝန်တာပြားတွေတည်င်းကောင်းနေကြမယ်နော်ကိုချစ်မဲ့ကိုတန်ဖိုးထားတဲ့လူကိုတကယ်ချစ်တဲ့လူ တွေ့ရမယ်အဲအိမ်တော်ကြီးမှာဆူရင်လည်းအရင်ကတည်းကိုယ့်ရဲ့အိမ်တော်ဘက်ကကိုယ့်ပုံမှာပို့ပြီးတော့ကောင်းမွန်စွာဆက်ဆံလာတာမျိုးတွေတွေ့ရတတ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့မှ သိထားငွေကြေးပိုင်းမှာလည်းကွာကံကောင်းနေရတတ်ပါလေလက်ထက်မှာလုံးဝပတ်စံမရှိဘူးဆိုရင်တော့မှကိုယ်ငွေကြေးကြီးကုမီမဲ့လူကြီးပေါ်လာတာမျိုးတွေကဒီလိုကိန်းဒီလိုကာလဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေကဒီကာလမှာယာတူးတိုးမယ်အလုံးကိုင်းတွေကောင်းမွန်မယ်ပညာရေးတွေအောင်မြင်တတ်ပါတယ်လူကြည့်လူဖင်ပေါ်များမယ်အပြိုလူပြိုဆိုရင်အိမ်တောင်ကြကိန်းရှိပါတယ်အဲ့တော့ဖျားဝခီးတွေတောင်ရတက်တယ်ပျော်ပွဲရှင်ပွဲတွေတောင်ရတက်ပါတယ် ။တနေသားသမီးတွေပြောရမယ်ဒီကာလမှာဆိုရင်လုပ်ငန်းတိတ်တိတ်စားတင်တာမျိုးတွေအလုံးသိက်ကိုရှောက်တာမျိုးတွေရရှိတက်ပါတယ်အလုံးပြောင်းနေရပြောင်းနေကောင်းတယ်ရာဒူးတိုးဖို့ရှိတယ်လာစာတိုးဖို့ရှိတယ်အလုံးနဲ့ပတ်သက်ပြီးရှောက်ထားတဲ့နေရအလုံးနေရရရှိတက်ပါတယ်အဲ့တော့မိမိတို့အနေနဲ့ကဒီကာလလေးမှာမိမိတို့အနေနဲ့မျက်စွာဖျားရှင်ကိုမိမိတို့ တရက်မှာစေဝါဒသကတ်လို့ပြီး နောက်တရက်မှာအဲဒီစေဝါလေးကိုနေတိုင်းမကောင်းတဲ့လူတို့အူကိုပြန်လဲပြီးတော့လှူဒန်းပေးရမှာဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေဒီကာလမှာဆိုလို့ရှိလို့ရှိရင်ပြောရမယ်ဆိုလို့ရှိရင်ဒီကားမရှိသေးတဲ့ကားနဲ့ပတ်သက်တာတွေအကျိုးပေးတယ်เนาะကားသိလဲမာတွေ ကားတိဝယ်ယူတာမျိုးတွေကောင်းတယ်အိမ်ချမ်းမြေလုပ်ငန်းမျိုးတွေအောင်မြင်တတ်တယ်အဲ့တော့စနေသားသမီးတွေအထူးအဖြစ်ကစိတ်သားရှောင်ဝါမှာဖြစ်ပါတယ်စိတ်သားလုံးဝမစားပါဘူးဒီကာလမှာအရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်မယ်ဆိုရင်2ရက်3ရက်4ရက်16ရက်12ရက် အဲ့ဒီရက်တွေမှာအရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်ပါတေချာပေါ့အောင်မြင်တတ်ပါတယ်။ဟုတ်ဘူးเนาะဘလို့ကိစ္စမျိုးပဲဖြစ်ဖြစ်2ရက်3ရက်4ရက်12ရက်16ရက်တွေမှာလုပ်ပါအောင်မြင်ပါတယ်။အဲ့တော့စနေသားသမီးတွေကျွန်မအနေနဲ့အဓိကတစ်ခုအသက်35နှစ်ရောက်နေတဲ့စနေသားသမီးများအခုဗီဒီယိုလိုင်းလေးကိုကြည့်ရှုနေရဆိုရင်မိမိတို့ရဲ့စီးပွားရေးတွေ ်မိမိတို့ရဲ့ဆုံးဖြတ်ချက်တွေမှားယုံမှုကြောင့်စီးပွားရေးတွေကျသွားတာမျိုးတွေလက်ရှိအလုပ်ကနေပြီးတော့မှအလုပ်ပြုတ်သွားတာမျိုးတွေအလုပ်နေရပြောင်းရွှေ့ခြင်းခံရတာမျိုးတွေအလုပ်လက်မဲ့ဖြစ်သွားတာမျိုးတွေ35နှစ်မှာကျုံ့ဝတ်တတ်ပါတယ်အဲ့တော့ခိုင်ရန်ဖြစ်ပွားတတ်ပါတယ်ခဏခဏကိုယ်ပေါ်မှာရန်ပြုတဘောမျိုးတွေကျုံ့ဝတ်တတ်ပါတယ်ဒါကြောင့်ဒီ35နှစ်မှာကိုကအမှုဖြစ်နေတဲ့လူကိုကိုယ်ကြီးလုံးဝမပေးပါနဲ့အိမ်အောင်ရှိသူလို့ဆိုရင်တော့ဒီကာလ လမှာစကားမများရအောင် စင်ကြင်ပြီးနေရမယ်။ကဲငွေကြေးကိစ္စတွေကူညီမယ်ဆိုရင်လည်းဒီကာလမှာလုံးဝမကူညီပါနဲ့။နော်။ပြောချင်တာကတော့ဒီကာလမှာစိတ်တိုင်းနဲ့လုံးဝမစားပါနဲ့။အဲ့တော့ကို့အနေနဲ့အညံ့နေပြီးပြောက်ချင်နေဆိုရင်တော့မြတ်စွာဘုရားရှင်ရင်ဘတ်တော်မှာရွှေချပြီးပါ။ဝင်းနေမနဲ့ပိုင်းနေပါနော်။ပြီးရင်ရက်သက်စီလှူပြီးပါ။ 35လည်းပေါ့ရက်က35လည်းအသက်35နှစ်ရှိတဲ့စနေသားသမီးဆိုရင်ရက်35လည်းအသက်28နှစ်ရှိတဲ့စနေသားမျိုး28လည်းကိုသူတို့ရဲ့မွေးနေ့တောင်းမှာကိုစားလှူဒန်းပေးလဲရတယ်ကိုကိုယ်တိုင်လှူလဲရတယ်အဓိကပြောချင်တာကြာတော့ကြာပန်းအဖြူရောင်တွေ့တယ်ဆိုလို့ရှိရင်တော့လှူဒန်းပေးပါမကြာခဏကြာပန်းလေးလှူပြီးတော့တာဆူတောင်းပေးပါရွှေရောင် နော်ထီးနှစ်လက်ကရွှေထီးနှစ်လက်ကိုတက်ချေကက်ကလေးဒီလိုမျိုးလေးလုပ်ပြီးွားမြတ်စွာဘုရားရှင်ကိုပါဒါဆိုရင်ဒီကာလမှာစနေသားသမီးကြီးကံကောင်းသွားမှာဖြစ်ပါတယ်အဲ့တော့အင်တာဗျူးဖြည့်ဆိုတဲ့အခါမှာစာမွေးဖြည့်ဆိုတဲ့အခါမှာမိမိတို့အနေနဲ့ဒီကာလလေးမှာအထူးဂရုစိုက်ရမှာကဒီဗုဒ္ဓဘူးနေ့ညနေ3:00အင်းလုံး အကြီးတလုံးပေါ့နော်တက်ကြီးရွယ်ကိုအဖိုးအပွားတက်ရောက်ပေါ့ကိုအိမ်နီးနားမှာရှိတဲ့အတော်ကြီးအန်တီကြီးပေါ့ပေးလိုက်ပါဝယ်ပြီးတော့မှပေးလိုက်တာမျိုးပြုလုပ်ပေးလိုက်ပါဒါဆိုရင်ကိုယ့်ရဲ့အလုပ်အကိုင်းကြီးအိမ်ကိစ္စတွေအခက်ခဲတွေကစင်ကြီးသွားပါလိမ့်မယ်။အဲ့တော့စနေသားသမီးများဒီကာလမှာနုပညာရှင်တွေဆိုရင်တော့အဆက်အသွယ်ကောင်းနေရမယ်။ကိုယ့်ရဲ့နာမည်တွေကစက်တလာပိုင်းမှာပို့ပြီးတော့လူသိများလာမယ်။ ကိုရဲ့အမှုပညာလုပ်ငန်းတွေလည်းပို့ပို့ပြီးတော့လုပ်ကန်ရတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေဒီကာလမှာအုံညော့15ညော့ကိုရဲ့တေဇအရက်ဌာနမှာပန်းဦးထိုးပြီးတော့လှူဒန်းထားလိုက်ပါဒါဆိုရင်ကိုရဲ့ဖုံးကံလေးတွေမြင်ပြီးတော့မှ ကံကောင်းသွားပါလိမ့်မယ်။ကဲစနေသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းပြည့်စုံပါစေ။စိတ်သွားတိုင်းကိုယ်ပါလိုရာဆန္ဒဖြင့်ပြည့်ဝနိုင်ကြပါစေ။